ပြန်တဲ့ခါကြတော့အဲ့ဒီဟိုတယ်ပြန်တဲ့ကားပေါ်မှာမန္လီတိုင်းသာသနာရေးမှူးလုပ်နေတဲ့အဲတခါကြီးဥကျော်လှိုင်အဲဥကျော်လှိုင်ကြီးပါလားဥကျော်လှိုင်ပါလားဥကျော်လှိုင်ကပါလားတော့အဲ့ဒီပေါ်မှာအဲရန်ကုန်ကသာသနာရေးမှူးဖြစ်တဲ့တခါဥစိန်လင်းတို့ဥကျော်လှိုင်တို့ပါအဲမမဥစိန်လန်းပြဟိုခုတော့အရာထူးတက်သွားပြီတန်တာပြတာသနာဤထန်တာရန်ကုန်ဥစိန်လန်းမမ အဲဥစိန်လင်းတို့အဲခွချော်လိုင်တို့ပါပါဗျာဥစိန်မဟုတ်ဘူးလားဟုတ်မဟုတ်ရန်ကုန်တိုင်းကစိန်မဟုတ်မမဟုတ်မှာပါဗျာဒီမွေးပါဒီမှာမမမမဟုတ်ဟုတ်ဟုတ်ရန်ကုန်ဟိုကသူကကိုစိန်လင်းဆိုတာတော့တိုင်းပါနာရင်ဘူးတော့မဆိုးဘူးဗျာဟုတ်တန်တိုင်းဌာနဌာနကဝန်ထမ်းတယောက်ဒီမှာဗျာဒီမှာပြောပါဗျာဒီမှာအဲအဲ့ဒါနဲ့ပါတော့တပည့်တော်ကဘာပြောလဲဆိုတော့တပည့်တော်ငယ်ငယ်မာကန်လာနေစဉ်ကာလက ဒီဥကျော်လိုင်ကဥပါကတာလင်္ကာရဗျာဟောဟုတ်ပြီအဲ့တော့ယင်းဒီဥပါကတာလင်္ကာရဆိုမဟုတ်ဘူးယင်းဒီတာမဟုတ်ဆရာသမားဗျာဟုတ်ဆရာသမားဆိုတော့ तू ကဘယ်တိမလဲတပြိတော့ကိုတပြိတော့ကတိတာပေါ့နော်အဲ့တဲ့ခါကျတော့တပြိတော့ကအဲဥကျော်လိုင်ကိုဆရာကြီးဟုတ်ကျုပ်ကခမားစီမှာဇာဝလိုက်ခဲ့တယ်သာမလိုက်ခဲ့တဲ့ခါကျတော့ကြုတ်ခုတိတိကဖြစ်ပြီဖြစ်ပြီဆိုတော့ခမည်းနဲ့မန်းလေးတိုက်တာတရာရင်မှုဖြစ်ပြီ ဒါကြောင့်မို့လို့ကျုပ်ကမန္လေးမှာပရိယတိစာဝါဒီအတွက်စာဝါဒီကိုတပည့်တွေဒီသာသနာ့ကိစ္စဆောင်ရွက်ဖို့အတွက်ကြောင်းစီမံခြင်းနဲ့အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တရားတော်ရဲ့စိတ်ထဲမှာထည့်ထားပြီးပါအဲ တံပြေးတာတမတမနာသွင်းတယ်တမတမဟောခုနကလို့တွေးဆုံရမ်းနေတာဘာမှအလားအတာမဟုတ်ဘူးလားမှန်ပါတယ်မှန်ပါတယ်တမိုင်းခုလုံးပေါ့လေငယ်ဘွားနိုင်ကြီးတဲ့အထိတမမဟုတ်တယ်ဒါပေမဲ့လို့လောကကြီးကအဲဒီတဘာဝတရားကဒီလိုဒီအမြန်ကနေအကြားကနေဒီလိုလိုကိုသတိပေးတယ်လို့ဆိုတယ်ဒါပေမဲ့ဉာဏ်သက်တဲ့အတိဉာဏ်ရှိဖို့လက်တွေ့လုပ်ဖို့လိုတာပေါ့အခုဆိုရင်တတိတော်ဆရာကိုတွေ့တယ်ဘာပြောရမလဲဆိုတာတတိတော်က တတိရတယ်ပြောပြအောင်လုပ်တယ်လေဗျအဲ့ဒါမျိုးဒါကြောင့်မလို့လူတိုင်းလူတိုင်းကအခွင့်အလမ်းတွေရခဲ့ကြပြီမဲ့လေဟိုအခွင့်အလမ်းရတိုင်းအတုံးချခွင့်ရမရတော့ခွာဝါကြတာဗျာတပည့်တော်တို့အခုဗမောဆရာတော်ကြီးကိုဆရာသမားအတွက်အချိန်အပြည့်ပေးတာဒါကတပည့်တော်ရဲ့ပူဇော်မှုပေါ့ဗျာအဲပူဇော်မှုပြုပြီးတော့အဲတပည့်တော်ကဒါဆရာသမားကိုတွေ့တော့တပည့်တော်အဲ့စကားကိုပြောခဲ့တယ်ဗျာ ပြောခဲ့တော့အမမမမမမဖျားမမဖျားပြောတာဗျာအဲ့ဒါနဲ့အခုတော့ဆံဖျားတပြီးတော့ဇာပနာကိစ္စတွေဆောင်ရွက်နေရပြီးတယ်နော်တဲ့ဆံဖျားအဲအဲ့တော့ဇာပနာကိစ္စပြညာတပြီးတော့ဖုံးဆက်ပါမယ်ဖျားဆိုတော့အဲ့ဒါနဲ့ဒီလိုလို9ရက်တပတ်လောက်နေတော့ဆရာစီကဖုံးလာတယ်ဗျာဟုတ်အဲ့တော့ဆံဖျားမန်းလေးကိုကြွားခဲ့ပါအဲ့တော့ဒီကိစ္စဆံဖျားပြောခဲ့တဲ့ကိစ္စကိုဆောင်ရွက်လို့ရပြီအဲ့တော့ဆံဖျားဆုံးဖြတ် အဲ့ဒါနဲ့တပြီတော့မန်းလေးကိုသွားတယ်ဗျာသွားပြီးတော့ဆရာလေးကြီးဒေါ်ဧကစာရီမေတော်ကြီးတော်ဧကစာရီနဲ့သွားရောက်တွေ့ဆုံတယ်တွေ့ဆုံတဲ့အခါမှာအဲ့ဒီမှာစီမံကြတဲ့အခါမှာဒီငွေရေးကြီးကိစ္စတွေလည်းပါလာတာဖြစ်တဲ့အတွက်တပြီတော်ကတော့မမိတ်တော့ဘူးမပြောတော့ဘူးပေါ့အဲ့တော့ဒီလိုရဲ့ရဟန်းတကာကြီးចောင်းတကာကြီးတပြီတော်ရဲ့ယင်းတကာကြီးပေါ့အဲ့ဒီလိုပုံမှာ အကျိုးများတော့အမျိုးကျိုးများတယ်အဲနောက်ချိုကဦးကျော်စောလန်းဆိုတဲ့အကျော်စောလန်းရွှေဆိုင်ပေါ့အော်ဦးကျော်စောလန်းကဒီဘက်ထငယ်ပါဗျဒီမှာဒီဘက်နဲ့သာသနာပြုဖို့ပြုဖက်အနေနဲ့အဲသူကလည်းပဲအဲအဲ့ဒီအခန်းအဲ့ဒီအစီဝေးအဲ့ဒီရဲ့ဟိုခေါ်သွားတာအဲ့တော့မေတော်ကြီးနဲ့ဒကာကြီးနဲ့စကားဆက်ပြောကြတာပေါ့ဗျာအဲ့ဒီစကားဆက်ပြောကြတဲ့အခါမှာတပည့်တော်ကတောင်ကြီးကိုရောက်နေရဲ့ဗျာဟောတပည့်တော်တောင်ကြီးကိုတပည့်ကဆရာတော်တွေနဲ့အဲဘူဇော်ပွဲ ဲရာမာကြီးတို့ချူချူရဲ့ပူဇော်ပွဲကိုအဲရောက်နေတဲ့အချိန်မှာအဲအဲ့ဒီမှာဆာလီကြီးကအဲဒီရောရဲ့အကြောင်းတကာကြီးကိုဗာပြောလဲဆိုတော့သူလှူဖို့တန်းဖို့အဲသူရဲ့ချမ်းမာကြီးကိုစောင့်ရှောက်ဖို့အတွက်တိန်3တောင်းသူငါလိုအပ်ပါတယ်ပေါ့နော်သူသူအဲအဲဆက်ဆက်ပြောအဲတိန်3တောင်းအဲသူလိုအပ်ပါတယ်အဲကြံတဲ့ဟာကြီးကတော့သူ့အလှူပါပေါ့ အဲ့လိုဆိုတဲ့ခါကြတော့အဲ့ဒါနဲ့အဲ့လိုဗျာလို့အဲ့လိုပြောလာတဲ့ခါကြတော့အဲ့ဒါနဲ့တပည့်တော်ကပြောလဲဆိုတော့ဟိုတကားကြီးရေအဲ့နံပါတ်1မန္တလေးကျောင်းနဲ့ပတ်သက်ပြီးတော့မန္တလေးမြို့မှာကျောင်းဖြစ်ဖို့အဲ့တပည့်တော်ကလေတမန်တော်တမန်အချိန်ကြာပြီပေါ့ဗျာအဲ့တပည့်တော် စီစဉ်နေတာတင်ပါတင်ပါအဲ့တော့စီစဉ်နေတာကြာပြီဆိုတော့အားကြတော့ဘလို့ဖြစ်လဲဆိုတော့အဆန်ပြေပြန်တော့လေနေရအဆန်ပြေပြန်တော့လေဟုတ်ကြီးမဟုတ်ဘူးနေရအဆန်အဆန်ပြေပြန်တော့လေကျင်းနေတယ်ဗျာဟုတ်နေရာချင်းကိုကျူသားခဲ့ကြတာမမချင်းနေတယ်နေရာချင်းချင်းမမီးချင်းတဲ့ခါကျတော့တတိတော့လုံချန်တဲ့ပြရပြလုံငန်းဆိုတာနေရာနဲ့ကျဲဖို့လိုအပ်တာကိုဗျာတင်ပါဗျာမမအဲ့လိုဖြစ်တယ်တခါနေရာကျဲကျဲကြီးလှူကြတယ်ဗျာတတိတော့ အများကြီးဝိုင်းလို့ရတယ်ဗျာဒါပေမဲ့လို့ဘာဖြစ်နေလဲဆိုတော့ဝေးနေတာဟိုလေစိတ်ဖက်တွေပါဒီပေါ့ဗျာတင်မတင်မတင်အဲ့ဒါကြတော့6အေကအလို့7အေကအလို့အဲ့လိုတွေများတယ်ဒါပေမဲ့လို့ဝေးနေညာတာဗျာအလကားလူတော်လည်းပဲဝေးနေတာအဲ့ဒါဆိုတော့တပည့်တော်ကနေရာပေါင်းက10နေရာမကဘူးအเจ้าမတိုက်ဆိုင်ဘူးအဲတပည့်တော်ကလည်းပဲလက်မခံခဲ့ဘူးပေါ့ဗျာအဲ့ဒါဘာဘာနဲ့ချိန်ကလဲဆိုတော့အဲတပည့်တော်တို့ အဲ့ဒီတာမနီဂျိုစာမီဘွဲကိုဖြီတဲ့အခါမှာလေဗျာခုလာသိမ့်ပိမ့်မှာခုနာမည်ကြီးလာသိမ့်ပိမ့်မှာပေါ့ဗျာအဲ့မှာဒီမှာအများကြီးပါမပြူတော့ပါမပါခုလာသိမ့်ပိမ့်မှာခုလာသိမ့်ပိမ့်မှာမှာဖြီဆူရတယ်ခုလာသိမ့်ပိမ့်မှာလည်းချိန်လာပြီးတော့ဟာဩကိုယ့်ရဲ့ကိုယံဒီစံရွယ်တော့ဖြီတဲ့အခါမှာကားအကြာကြီးစီးရန်ရှံပြအော့အန်ပြီးတော့ကားမူးပြီးတော့စာမဖြီနိုင်ဘူးဒါမျိုးလည်းမဖြစ်ရအောင်တွေးရအဝေးရဲ့နီးကိုဒီကချိန်ပြီးတော့အဲ့ဒါနဲ့တကကြီး သိမ့်သုံးတောင်ဆိုတာတော့ဟုတ်ပြီတိုးတော်လဲပဲဖုံဖုံဘက်ကကြောင်းမအကျဲအဝင်းပြီးရင်သာသနာပြုဖို့ရအနီးအဝေးဆိုတဲ့ကိစ္စကြီးလားအားလုံးဆံပြီးနေတယ်မှာဗျာအဲ့တော့သိမ့်သုံးတောင်ပြီ ြေမပြေကတော့ဒကာကြီးတို့စွန်စားမယ်ချက်အဲ့လိုပြောတာနေရာတော့သဘောကျသွားပြီမှန်ပါပါတာနာနဲ့လည်းကြိုက်သွားပြီဟုတ်တယ်ကိုနေကိုရွေးရတဲ့ဆယ်ကူလောက်မှဒီတစ်ခုကတော့မစိုးဘူးမှန်ပါပါကျန်တာတော့ဒကာကြီးတို့အပါမှန်ပါပါမှန်ပါဟောရတာအဲ့တော့ဗျအဲ့မှအဲ့လိုပြောလိုက်တဲ့ခါကျတော့မမအဲ့ဒါဆိုရင်ဒီကတော့ဒကာကြီးနဲ့အဲတိုင်မြန်ပါမယ်ဖေဟာဆိုင်ဆန်းတူဆက်တယ်ဆိုတော့တူတိုင်မြန်ပြီးတော့နောက်နေညမှာပဲဒီရောလည်းတောင်ကြီးမှာရှိနေတော့မဲ့ရှံဖေဟာအဲ့ဒါဆိုရင်ဒီရောလိုမိသားစု လှူပါမယ်ဗျာဟုတ်ပါပြီအဲ့ဒါနဲ့လှူပါမယ်ဗျာဆိုလို့အဲတတိတော်ကအရင်ဘမဆရာတော်ကြီးတို့ပြောင်းလို့မူတဲ့နှစ်မှာပဲပေါ့ဗျာဒီမှာဒီဝါကမ်းမှာပဲအဲ့တော့စီမံပြီးတော့အဲမန္တလေးမှာသွားပြီးတော့ရန်ကုန်တိုင်းအော်မန္တလေးတိုင်းတန်ခါနိုင်ကဥက္ကဋ္ဌအဲမဆိုးရင်ကဘုန်းကြီးဥတိတ်ခိန်တတိယတို့အော်တန်ခါအဖွဲ့စည်းတွေအဆန့်ဆန့်တွေအကုန်လုံးကြွလာပြီးတော့လက်မှတ်တွေထိုးပေးကြအော်အဲတက္ကသိုလ်ကြီးတွေ အဲမေရောဂျီတို့အိကစာဒီနဲ့ဒီရောရဟန္တာကြီးတွေကအဲဒီလိုကိုကျော်စရာတို့ရဲ့နှစ်ဖက်အမမဝိုင်းသူ့ကြတာပေါ့ဗျာအဲ့တော့ဒီတော့ကအဲ့ဒါလေးကိုအဲဒီဒီရောဒီမော်လမြိုင်ကျောင်းတို့ရွာကျောင်းတို့နောက်ဆိုကျောင်းတို့ကလည်းသာသနာပြုရတာအဆံပြေနေတော့တပည့်တော်ကဘယ်လိုလုပ်လဲဆိုတော့ခါကြတော့ဒီရွာကျောင်းမှာတန်ခါ150ဆိုတော့ဒီရော200ထိထားမယ်ပေါ့နော်အဲ့ဒါဆိုပြီးတော့ဒီတော့သုံးထကျောင်းဆောင်ကြီး ဆောက်ပါဗျာအကြီးပဲအဲ3000ကျောင်းဆောင်ကြီးဆောက်နေဆောက်နေတဲ့အတွက်မန်လေးကျောင်းကိစ္စကိုတပည့်တော်ကဟိုထားထားသေးတာပေါ့ဗျာအဲ့ဒါနဲ့ယွာကအဲ3000ကျောင်းဆောင်လည်းပြီးသွားပြီဆိုတဲ့အခါကျတော့ဒီပေရာချီကျဲတာပေါ့ဗျာအဲ3000ကျောင်းဆောင်အဲ့ဒါပြီးသွားပြီတန်ဃာတွေလည်းအဲ့လိုကိုထားချင်တော့ထားခွင့်ရပြီဆိုတဲ့အခါကျတော့အဲ့ဒါအဲ့ဒီအဲ့ဒီအချိန်ရောက်ပြီဆိုတဲ့အခါကျဒီကတိပိကဆရာတော်ဒီဟို အားလုံးကိုပေါ့နော်ဟုတ်အားလုံးကိုဒီရွာကိုပြန်ပြီးတော့ဟုတ်ဒီရွာလေးကိုမမတင်မတင်မဒီရွာဆရာတော်တွေကိုဒီပေါ်၃ချိန်လောက်ပြန်ခဲ့ပါဗျာဟုတ်မမပြန်ပြီးတော့ဒီရွာအဲ့ဒီ၃ထပ်ကျောင်းဆောင်ရေစက်ချတာဗျာဟုတ်အဲ့တော့၃ထပ်ကျောင်းဆောင်ရေစက်ချတာက2024ဟိုပါဘောဗျာနလပိုင်း၃လပိုင်း၃လပိုင်းမှာရေစက်ချတာအဲ့တော့တတိတော့6လပိုင်းပြီးရပြီဆိုတော့ဆရာဗျာအဲ့တတိတော့ အဲ့တော့အဲ့ဒီတုံးချချောင်းဆောင်နေတယ်ထားပစ်ခဲ့ရတာပေါ့ဗျာထားပေါ့ဗျာမမထားပစ်ခဲ့ရပြီးတဲ့ခါကျတော့အဲတပည့်တော်ဟိုပန်ပန်းတာပေါ့ဗျာအဲပန်ပန်းပြီမဲ့လေအဲတပည့်တော်ကဒီပန်းတရားမှာတရားတုံးနေကြတဲ့တန်ဃာကြီးဩငါကလေးကြီးလူမထွက်ကြမပြတ်ပြီးသွားချင်ပဲဟုတ်လားကြီးငါဆံလို့မပူနဲ့တော့မပူနဲ့တော့အဲလှုပ်ပေးမယ်တိလားအဲဆိုပြီးတော့